ကျွန်မမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရုပ်ရည်နေရာဒီကျွန်မကိုကြည့်ခင်အားပေးကြရယုံကြည်အားပေးကြရယ်ခုနှစ်ရက်သားသမီးများအလုံးရှင်းပွားကားသမီးများအားလုံးဒီတစားမုံလမှာစိတ်ချမ်းသာခြင်းကိုယ်ဤတမ်းမာခြင်းနဲ့ကြီးစုံပါစေ။တစားမုံလအတွက်နောက်ဆက်သက်လာပိုင်းအတွက်တက္ကစားကံကြမ္မာများကိုတင်းငုံဤသားသမီးများနေစပြီးရောအထူးဟော့ပြောပေးမှာဖြစ်ပါရင်တင်းငုံဤသားသမီးများတစားမုံလမှာဘယ်လိုကံကြမ္မာများနဲ့ ဘယ်လိုကန်စားရတဲ့ကိုလောက်ရှိနေလဲဆိုတာကိုကျွန်မရဲ့ဗီဒီယို like လေးကိုအစအဆုံးနဲ့ကြည့်ရှုပေးလို့လိုအပ်ပါတယ်။တနေ့ကလေးတာသမီများဒီစက်တမပိုင်းဆိုတာကတော့မိမိတို့အထူးဂယုပြုရမယ်ဂယုဆန်ရမယ်လာတနာဖြစ်ပါတယ်။ပိုးကော့ပြက်ပြက်မနေထိုင်ဝီအောင်လည်းအထူးစင်ကြင်ရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့ဆယ်နာပိုင်းအကုန်စက္ကလပိုင်းလအစအနေစပြီးတော့မှမိမိတို့ရဲ့ဒိတ်ခံတစ်ခုခုကို လေးလေးငတ်ငတ်လေးပြုတ်လို့ပြီးတော့စူတောင်းကင်တယ်ပေးတာမျိုးเนาะမိမိတို့အနေနဲ့ဒိတ်တန်တစ်ခုခုကိုဝင်ထားတာမျိုးကြီးရှိထားမှာဖြစ်ပါတယ်တနေ့ဝင်သားသမီးများဆိုလို့ရှိရင်စက္ကရာပိုင်းမှာမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့မှစိတ်ဝမ်းကွဲစရာတွေကြွားတတ်ပါတယ်စိတ်ယုံစည်ရန်တွေရောက်ရှိရတတ်ပါတယ်မိမိတို့အနေနဲ့ဒီလဟာဒေါရကြီးလွယ်မယ်ဒေါရထွက်လွယ်မယ်စိတ်မထိန်နိုင်တဲ့လတလ ဖြစ်ဖြစ်တတ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့ဒီစက္ကလပိုင်းမှာအထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ဒီမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီစက္ကလပိုင်းမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ကောင်းမွန်တဲ့ဘာရဲတခုခုကိုပြုလုပ်နေတာမျိုးတွေဖြစ်စေချင်ပါတယ်။မိမိတို့ဘူးရင်ဘူးရမှာတက်ကလော့တီစားမယ်အဋိဌံပတိစိတ်ပေးတာမျိုးเนาะကလကူးတဲ့ရင်အဋိဌံဝင်လာတာမျိုးเนาะဒါမှမဟုတ်ရင်မိမိတို့အနေနဲ့ နမောတကအောတနေ့ကိုတရားရှိခေါရုတ်ဖတ်နေတာမျိုးကိုဥပဇက်ကနေပြီးတော့အချိန်တိုင်းမှာမိမိတို့စိတ်ထဲကနေနော်မိမိတို့ရဲ့နှုတ်ကနေပြီးတော့မှနမောတတဗေကောဟာတော့အရဟတောတမန်တန်ဘုဒ္ဓတာဆိုပြီးတော့ရုတ်ပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်အညံ့နေကင်းစင်သွားမှာဖြစ်ပါတယ်ကိုရှိကိုရောက်လာမဲ့မကောင်းတဲ့အန္တရာယ်တိုက်ခတ်အနှောက်ယှက်တွေလည်းကေဝေးသွားမှာဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့ဒီ၁၇လပိုင်းမှာအထူးဂရုစိုက်ရမယ့်အနာတလဖြစ်ပါတယ်အလောက်ကိုင်းတဲ့ပတ်သက်ပြီးတော့မှ အောင်းလည်နေသားတယ် အလုံးကိုင်းနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းမှာမိမိသွင်းပေးလိုက်တဲ့လူနော်ကိုယ့်ရဲ့လက်အောင်ငယ်သားတွေကကိုယ့်ပေါ်မှာမလိုမုန်းပြီးစိတ်တွေနော်ရန်လိုမင်းထက်ပြုမူလာတာမျိုးကြီးတွေ့ရတတ်ပါတယ်အထူးကယူဆိုင်ဖို့လိုအပ်ပါတယ်နောက်တစ်ခုအနေနဲ့တနေ့ဦးနေသားသမီးများတို့ဆိုလို့ရှိရင်ဒီ၁၇လပိုင်းမှာ မိမိတို့လုပ်နေတဲ့လှုပ်ဆောင်ချက်ကလေးမိမိတို့ရဲ့အလုပ်ငန်းတွေမိမိတို့ရဲ့အလုပ်တွေစိတ်ဝင်စားတာမျိုးတွေစိတ်တည်လီနေတာမျိုးတွေလည်းဖြစ်တတ်ပါရဲ့အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှစူးစမ်းတလောက်မအောင်မြင်လို့စိတ်တက်ကြလွယ်တတ်တဲ့ကာလတစ်ခုဖြစ်ပါရဲ့မိမိတို့အနေနဲ့အထူးကူဆက်ရမှာဖြစ်ပါတယ်မိမိတို့စုဆောင်းထားတဲ့ရှင်ငွေယေတနာတွေနော်ငွေကြေးတွေရတယ်ဒီဆက်တလပိုင်းမှာမိမိရဲ့စိတ်ဆုံးဖြတ်ချက်တွေ အလောတော့ဆိုအလော30ပြုမှုဆောင်ရွက်လိုက်လို့ကုန်ကြသွားတာမျိုးတွေဆုံးရှုံးသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်တနည်းဝေသားသမီးများဒီစက်တလပိုင်းမှာအထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ပါလူမှုရေးကိစ္စတွေမှာတတ်နိုင်သလောက်ဝင်မပါပါနဲ့။မိမိတို့လုပ်ငန်းပိုင်းတွေမှာ ကိုယ်ပိုင်လုပ်ငန်းတွေစတင်အကောင့်တွေဖော်မယ်ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့3ရက်16ရက်24ရက်တည်းအကောင်းဆုံးဖြစ်ပါတယ်အဲ့လိုနေ့ရက်မျိုးတွေမှာစိုင်းတေးဖွင့်တာမျိုးတွေလုပ်ငန်းသစ်စတင်တာမျိုးတွေအထူးကောင်းမွန်ပါတယ်ဒီလိုနေ့မျိုးတွေမှာဆိတ်ဆက်ကြောင်းလန်းခြင်းတွေမင်္ဂလာအမှုကိစ္စတွေပြုလုပ်မယ်ဆိုရင်လည်းအာမြင်ပါတယ်ဒီလိုနေ့ညနေမျိုးတွေမှာမိမိတို့အနေနဲ့ အရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။ဒီ7လပိုင်း16ရက်နေ့ရဆိုလို့ရှိရင်တော့အကောင်းဆုံးနေ့ရက်တစ်ရက်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများဆိုရင်အာမခံကိစ္စမျိုးတွေလူမှုရေးနဲ့ပတ်သက်တာမျိုးတွေတော့မိသည့်ကိစ္စမှဝင်မပါရင်ပို့ပြီးတော့ကောင်းမှမှာတယ်။မမျော်လင့်မဲနဲ့အမှုခင်းနေပါရင်ဖြစ်တတ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့လူမှုရေးကိစ္စတွေဝယ်မှနေပြရမှာဖြစ်ပါတယ်။ မကောင်းတဲ့နမိတ်စကားတွေမကောင်းတဲ့သတင်းစကားတွေမကောင်းတဲ့နမိတ်တွေတွေးကြုံလာတဲ့အခါကြရင်လည်းမိမိအနေနဲ့ချက်ချင်းခေါင်းလျှော်ဖြစ်တာမျိုးတွေเนาะတယောကမွန်းသည်နဲ့ခေါင်းလျှော်လိုက်ရတာမျိုးတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်စိတ်ညစ်စရာတွေကြုံရတဲ့အခါမျိုးမှာလည်းမိမိအနေနဲ့ဘာမှစိတ်တဲကိုမထည့်ဘဲနဲ့နမောတက္ကဝူတာယူဆိုပေးပါ ီစက်တလာပိုင်းမှာဆိုလို့ရှိရင်ကိုယ့်လက်ထဲမှာငွေမများလဲကင်လို့မရတဲ့ကံလာတစ်ခုဖြစ်ပါတယ်။ငွေရဲ့ရင်းနှီးမြုပ်နှံလိုက်ပြီးတော့မှစုံစုံမြုပ်သွားတာမျိုးတွေလည်းဆုံရှုံသွားတတ်ပါတယ်။အိမ်နွေးရေးမှာလည်းမသားမယားဖြစ်နေတတ်တဲ့ခါးနာတာတွေဒူးနာတာတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်။အဲ့တော့ပြောရမယ်ဆိုရင်ဒီစက်တလာပိုင်းမှာတော့စိတ်တော့ကတော့ဒီစက်တလာပိုင်းမှာမိမိတို့အနေနဲ့အခြေရေးအိမ်အောင်ကြီးတွေကတော့ကံကောင်းမိတတ်ပါတယ်။ အလုံးနဲ့ပတ်သက်ပြီးတော့နော်ကံကာဝန်လူနဲ့ညံ့သွားတာမျိုးတွေရှိပါတယ်အဲ့တော့မိမိတို့ခါတို့ခြေတောက်တို့နော်ထိကြိုက်တန်ရာတွေတွေ့ကြုံရတတ်ပါတယ်အနေဦးနေသားသမီးများမိသူမဆို28နှစ်အသက်28နှစ်ရောက်ရှိနေတဲ့တနင်္ဂနွေသားသမီးများဆိုရင်တော့သူများကြောင့်အမှုခင်းနေဖြစ်တဲ့သားမျိုးတွေရုံရောက်ရုံရောက်လို့ပြဿနာတွေဖြစ်ရှင်းရတာမျိုးတွေတွေ့ကြုံရတတ်ပါတယ် ဒါကြောင့်ကနင်းကနေသားသမီးများဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အင်္ဂါနေ့ညနေစောင်းမှာသစ္စာပန်သုံးဘွဲ့တရက်ညော့ရှင်ညို့ကိုအိမ်ဖျားမှာဖျားပန်အဖြစ်ကတ်လူပေးထားမှာဖြစ်ပါတယ်မိမိတို့အနေနဲ့စုတောင်းမှာတတ်တက်လို့ရှစ်ရက်စားပေးပါတွေ့ကြုံရမယ့်ဒုက္ခလေးကင်းငိမ့်သွားမှာဖြစ်ပါတယ်ကျမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီကာလဒီစက္ကလပိုင်းဆိုတဲ့အညံ့လေးကို မိမိတို့အနေနဲ့ကင်းစင်သွားခြင်းနဲ့မိမိတို့လုပ်သမျှအကောင်းကျိုးချမ်းသာတွေရရှိစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့မိမိတို့မှာအရေးကြီးတဲ့ကိစ္စတွေလည်းဆောင်ရွက်ဖို့ရှိနေတဲ့ဆိုလို့ရှိရင်တော့ဒီစက်တလပိုင်းမှာသင်ခန်းတစ်စုံလှူဒန်းပေးရမှာဖြစ်ပါတယ်။အဲ့တော့မိသည့်တနင်္ဂနွေတရားသမီးမဆိုလှူဒန်းလို့ရပါတယ်။သင်ခန်းတစ်စုံလှူဒန်းပြီးွားပြီဆိုလို့တော့မိမိတို့အဲ့ဒီနေ့မှာပဲဘုဒ္ဓဘုဒ္ဓဘုဒ္ဓဆိုတာနဲ့ပတိစိတ်ပေးရမှာဖြစ်ပါတယ်။ပဏ္ဏပတ်ရရ စိတ်ပေးပါခါကြီးရက်ကြီးကြီးမှာတော့တတန်တော့စားပြီးပူပြီးတော့ကောင်းပါမိမိတို့အနေနဲ့တိမ်ဝင်တဲ့လမ်းမှာတန်ပုံဖြစ်ရမယ်တန်ပုံထဲမှာသဲအပြည့်ထည့်ပြီးတော့မှာတိမ်ဝင်လမ်းလေးကိုသဲလေးခင်းပြီးတော့မှာမိမိတို့ရဲ့အညံ့အခိုက်တွေကြေပါစေမိမိတို့ရဲ့လှုပ်ဆောင်သမျှတွေအောင်မြင်ပါစေလို့ပြောဆိုပေးရမှာဖြစ်ပါတယ်ဒီရလေးကတော့တောက်ကြာနေညနေစောင်းမှာ ကီလိုပေးရင်ပို့ပြီးတော့အောင်မြင်တတ်ပါတယ် တော့ဒီတလမှာတနင်္ဂနွေလေသားသမီးများကပြုလို့ရမယ်စောင့်ရင်းရမယ်ရည်ရရှိပါတယ်ဒါကတော့926កောင်လှုပ်ပေးရမှာဖြစ်ပါတယ်ဖုံးကြီးเจ้าကိုပုံးကြိုက်ကြီးပို့ပြီးပါစက်သားဟင်းနဲ့စွန်ကြိုက်ပို့ပြီးလို့ညပါတယ်မိမိတို့အနေနဲ့ဒီကာနာလေးမှာဆိုလို့ရှိရင်တော့မိမိတို့ရေရာပန်းဟိုးအနေနဲ့ ထိုးကျင်တယ်ဆိုလို့ရှိရင်တော့ဂန်းကုန်ညော့25ညော့တူတန်းပေးရမှာဖြစ်ပါတယ်။ကဲတနင်္ဂနွေသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကြမ်းမာခြင်းဤပြည့်စုံပြီးတော့စိတ်တော်တိုင်းလို့ကိုပါလူရာဆန္ဒရေးပြဝနိုင်